အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြပေးသွားမှာပါမြန်မာနယ်စပ်ကငွေလိမ်လုပ်ငန်းပြီးသွားတော့ဒီကမောရီးယားကငွေလိမ်လုပ်ငန်းသတင်းနဲ့ဆက်ရအောင်ပါအမေရိကန်အစိုးရဟာဆိုလို့ရှိရင်ဒီကမောရီးယားနိုင်ငံမှာအခြေစိုက်တဲ့လုပ်ငန်းစုကြီးတစ်ခုကို online crypto အာလိမ်လည်မှုအဖြစ်တရားဆွဲလိုက်ပြီးတော့ American dollar 14 billion ကျော်ရှိတဲ့ Bitcoin တွေကိုတင်လိုက်ပါတယ် ဝတ်သက်ခြင်းလို့နာမည်ပေးထားကြတဲ့လိမ့်လည်မှုတွေမှာလိမ့်လည်သူတွေဟာဆိုလို့ရှိရင်ဒီသူတို့ပြစ်မှတ်ထားတဲ့သူတွေနဲ့ယင်းနီးအောင်လုပ်ပြီးတော့ online မှာ cryptocurrency လို့ခေါ်တဲ့ online အကြွေစည်းတွေယင်းနီးမြုပ်နှံခိုင်းတာနဲ့လိမ့်တာပါဆိုတော့2024ခုနှစ်တနှစ်ထဲမှာပဲအရှိတောင်အာရှရဲ့အဲ့ဒီမှာပေါ့လေအခြေစိုက်တဲ့ငွေလိမ်ကိုင်းတွေကအမေရိကန်ပြည်သူတွေစီကနေ ဒေါ်လာ10ဘီလီယံမကလိမ့်လေခဲ့ကြတယ်လို့ဆိုပါတယ်။မနေ့ကအရေးယူလိုက်တဲ့ငွေလိမ်ခိုင်းကတော့ Prince Holding Group လို့ခေါ်တဲ့ခေါ်ပြီးတော့ပေါ့လေအဲ့ဒီအဖွဲ့အစည်းကြီးကိုတည်ထောင်ခဲ့တဲ့တရုတ်နိုင်ငံမှာမွေးဖွားခဲ့တဲ့ချန်ကျွိဆိုတဲ့သူကို အမေရိကန်ကတရားစွဲထားပါတယ်။ Vincent လို့နာမည်ပြောင်းထားတဲ့ချန်ကျွိကိုဒီအခုအချိန်ထိတော့ဖမ်းဆီးရမိတာမျိုးမရှိသေးပါဘူး။တကယ်လို့ဖမ်းမိလို့ပေါ့လေဒီတရားရင် င်ဆိုင်ရမယ်ဆိုရင်တော့ထောင်တန်းကနှစ်ပေါင်း40အထိအာကြာခံရနိုင်ပါတယ်။တရားရုံးခွင့်ပြုချက်ရမယ်ဆိုရင်အမေရိကန်အစိုးရကခြံကျွီးတို့စီကနေပေါ့လေသိမ်းဆည်းရမိတဲ့ဒီ bit အဲ bitcoin တသိန်း2000ကျော်ကိုလိမ့်လေခံထားတဲ့သူတွေစီကိုပြန်ပြီးတော့ဝေမျှပေးမယ်လို့လည်းဆိုပါတယ်။လက်ရှိမှာ Bitcoin တစ်ခုရဲ့တန်ဖိုးကဒေါ်လာတသိန်း1000ကျော်ရှိနေပါတယ်။ Prince Holding အုပ်စုရဲ့ ဥက္ကဋ္ဌပေါ့လေနော်ဒီဥက္ကဋ္ဌဖြစ်တဲ့ခြံကြွိကလိမ့်လေလို့ရတဲ့ငွေတွေကိုအထူးသဖြင့်တော့ဒီရွက်လေတွေနောက်ပြီးတော့ဂျက်လေရင်တွေနဲ့အိမ်အပြင်ဒီတခြားစင်ခံပစ္စည်းတွေကိုဝယ်ယူတယ်လို့ဆိုပါတယ်အမေရိကန်နဲ့ဒီဘရစ်တင်အာဏာပိုင်တွေက Prince Holden အုပ်စုကိုပိတ်ဆို့အရေးယူမှုတွေလုပ်ခဲ့ပြီးတော့အဲ့ဒီကုမ္ပဏီကိုနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုအဖွဲ့အစည်းအဖြစ်ကြေညာထားပါတယ် တောင်တရုတ်ပင်လယ်ထဲကကျွန်းတကျွန်းနားမှာတော့တရုတ်ကမ်းခြေဆောင်တင်မော့ကဖိလစ်ပိုင်ရေရင်တစည်းကို ဝင်တိုက်ခဲ့တာကြောင့်ဖိလစ်ပိုင်တင်မော့အနေငယ်ပျက်စီးခဲ့ပါတယ် ဖလပိုင်အစိုးရပိုင်ရေရင်ကအငင်းပွားနေတဲ့ဒီတောင်တရုတ်ပင်လယ်ထဲကကျွန်းတကျွန်းနားမှာကြောက်ချအာထားနေတုံးပေါ့လေတရုတ်ကမ်းခြေဆောင် ရေရင်တွေရောက်လာခဲ့တာပါ တရုတ်ရေရင်ကအာပြင်းနဲ့အာရေအမြောက်ကိုလည်းတုံထားပြီးတော့ဒီကြောက်ချထားတဲ့ဖလပိုင်ရေရင်ကိုဝင်ပြီးတော့တိုက်ခဲ့တဲ့အတွက်ရေရင်ထိခိုက်ပျက်စီးမှုအနည်းငယ်ရှိခဲ့တာလို့ဆိုပါတယ်ဖလပိုင်သင်္ဘောသားတွေကိုတော့တစုံတရာထိခိုက်တာမျိုးမရှိခဲ့ပါဘူးတရုတ် ုတ်ကန်းခြေဆောင်ဒီအာတက်ကတော့ ဖလပိုင်ရေရင်တွေဟာဒီစင်ဒီကေးပေါ့နော်စင်ဒီကေးလို့ခေါ်တဲ့တရုတ်ရေပိုင်နက်ထဲကိုကျူးကျော်လာတာလို့ဆွဆွဲပါတယ်2016ခုနှစ်ကခုံရုံဆုံးဖြတ်ချက်မှာတရုတ်ရဲ့တောင်စုချက်ကိုပယ်ချထားပေမဲ့တရုတ်နိုင်ငံဟာတောင်တရုတ်ပင်လယ်တစ်ခုလုံးကိုသူပိုင်ဆိုင်တယ်လို့အကြိမ်ကြိမ်ပြန်လည်ပြီးတော့ပြောဆိုနေခဲ့ပါတယ်အဲ့ဒီဆုံးဖြတ်ချက်မှာလူတွေနေတဲ့ကျွန်းတွေရဲ့ဒီ၁၂မိုင်ပတ်လည်ကိုပဲနိုင်ငံတွေကပိုင်ဆိုင်တယ်လို့ဆုံးဖြတ်ခဲ့ ကြတာဖြစ်ပါတယ်။အဲ့ဒီဆုံးဖြတ်ချက်ကိုအမေရိကန်၊ဂျပန်၊ဩစတြေးလျနဲ့ပြီးတော့ကနေဒါနဲ့ဥရောပယူနီယံအပါအဝင် အမေရိကန်နဲ့ဒီအနောက်တိုင်းပေါ့လေအမေရိကန်ရဲ့အနောက်တိုင်းနဲ့အာရှမဟာမိတ်တွေကလက်ခံထားတာပဲဖြစ်ပါတယ်။တရုတ်ရဲ့အခုတိုက်ခိုက်မှုကိုတော့အမေရိကန်ကလည်းကန့်ကွက်ထားပါတယ်။ ဂျန်စီတွေဆန္ဒပြနေတဲ့အာဖရိကတိုက်ကမာဒါဂတ်စကာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းလိုက်ပါတယ်။အသက်အန္တရာယ်စိုးရိမ်တဲ့သမရအန်ဒရီရာဂျိုလီနာကသူ့ရဲ့လုံခြုံရေးအတွက်ရပ်ပေါင်းများစွာပုံအောင်နေပြီးတဲ့နောက်မှာစစ်တပ်ကအင်ကာနေမှာအာဏာသိမ်းလိုက်တာဖြစ်ပါတယ်။ဗိုလ်မှူးကြီးမိုက်ကယ်ရန်ဒရီယန်နရီနာကရဲတပ်ဖွဲ့နဲ့စစ်တပ်ပေါင်းပြီးတော့ကျွန်းနိုင်ငံလေးရဲ့အာဏာကိုထိန်းသိမ်းထားမှာဖြစ်ပြီးအမြဲ ံဆုံးအရက်သားအစိုးရလက်ထက်ကိုအာဏာလွှဲပြောင်းဖို့စ조사သွားမယ်လို့ဆိုပါတယ်။ဂျန်စီတွေဥဆောင်တဲ့ကျေပြန့်တဲ့ဆန္ဒပြမှုတွေဖြစ်ပြီးတဲ့နောက်တမရအာရာဂျလီနာကိုဒီနှုတ်ထွက်ဖို့အတွက်တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။တမရဟာ ်အနေနဲ့လုံခြုံရေးအတွက်ရပ်ပေါင်းများစွာပုံအောင်နေခဲ့ပါတယ်။အင်္ဂါနေ့မှာတော့အထက်လွတ်တော်ကသမရကိုအယုံကြည်မရှိအစုတင်သွင်းဖို့မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။အဲဒီနောက်မှာစစ်တပ်ကအာနိုင်ငံတော်ရဲ့အာဏာကို သိမ်းယူခဲ့တာပဲဖြစ်ပါတယ်။မြို့တော်ခမ်းမရှိမှာဆန္ဒပြနေတဲ့လူအုပ်ကြီးကတော့ တမရကိုဒီအယုံကြည်မရှိအစိုးတင်သွင်းတာနဲ့စစ်တကအာဏာသိမ်းလိုက်တာကိုသူတို့ရဲ့အောင်ပွဲအဖြစ်ကြွေးကြုံနေကြပါတယ်အင်္ဂလန်အသင်းဟာကမ္ဘာဖလားခြေစစ်ပွဲအုပ်စုပွဲစဉ်တွေမှာဒီ လဗီယာကို599မရှိနဲ့အနိုင်ရပြီးတော့2026ခုနှစ်ကမ္ဘာဖလားဘောလုံးပြိုင်ပွဲမှာဥရောပစုံရဲ့ပထမဆုံးခြေစစ်ပွဲအောင်တဲ့အသင်းဖြစ်သွားပါတယ်။ဥရောပခြေစစ်ပွဲအုပ်စုကမှာဒီကစားရတဲ့အင်္ဂလန်အသင်းဟာဆိုလို့ရှိရင်6ပွဲစလုံးအနိုင်ရခဲ့ပြီးတော့ပေးကိုမရှိ အသင်းအနေနဲ့အမတ်ပြည့်နဲ့အုပ်စုပထမနေရာကို ရသွားတာလည်းဖြစ်ပါတယ်။လဗီယာနဲ့ဒီအင်္ဂါနေရာပွဲ မှာအဲသွေးနဲ့ဂိုးတွေကိုတော့ကပတိန်အဖြစ်ကစားခဲ့တယ်ဟယ်ရီကိန်းကနှစ်ဂိုးအဲအန်တိုနီဂေါ်ဒန်နောက်ပြီးတော့အာအာ အိဇဲပေါ့နော်အိဇဲကအာတကိုးစီနဲ့လက်ဗီယာဘက်ကကိုကိုကိုပြန်သွင်းတဲ့တကိုးသွင်းခဲ့တာဖြစ်ပါတယ်ဟယ်ရီကိန်းကပထမပိုင်းမှာပဲငိုးသွင်းခဲ့ပြီးတော့အင်္ဂလန်ရဲ့အနိုင်ပွဲကိုတေချာစေခဲ့တာလည်းဖြစ်ပါတယ်အင်္ဂလန်အသင်းဟာခြေစစ်ပွဲအုပ်စုပွဲစဉ်နှစ်ခုကျန်နေသေးပေမဲ့အခုအနိုင်ရတဲ့ဒီရလက်ပေါ့လေအနိုင်ရလက်နဲ့အမေရိကန်ကနေဒါနဲ့မက္ကဆီကို